ဖခင်ကြီးတို့ချီးမွမ်းပါတယ်အားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ကျွန်တော်ဒီနေ့အတူတူကဆင်ခြင်ဖို့အတွက်တမန်တော်ရှင်ပေါ်လူရဲ့နောက်ဆုံးနေ့ရက်ကာလတွေ့ချောင်းပေါ့နော်ပြီးတော့မှတိမောသေရေးပြလိုက်တဲ့စာထဲမှာဒါနောက်ဆုံးသူရေးယူတော့မှသူ့ရဲ့နောက်ဆုံးဟိုအချိန်နိုင်အတွက်ကိုသူပြောတဲ့အရာပြီးတော့မှတိမောသေလိုက်ရှောက်ရမယ့်အရာပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ဒီပေါ်မှာ အာပုံသက်တည်ယူပြီးတော့မှကျွန်တော်တို့တက်တာကိုပြင်ဆင်ဖို့အတွက်ဖြစ်ပါတယ်။တိမိုသေဩရစာဒုတိယဆောင်ခန်းကြီး၄အငယ်၆မှာအကြောင်းမူကားငါ့ကိုရစ်ပေါ်မှာလောင်းရသောချိန်ရှိပြီးဆုတေးရသောချိန်ရောက်လေပြီ။တလေးအတူတူကဆင်ခြင်တဲ့အခါမှာရစ်အပေါ်မှာလောင်းရသောချိန်ရှိပြီလို့သူကပြောတယ်။ဆိုတော့ ပထမတစ်ချက်အနေနဲ့ကတော့တမန်တော်ရှင်ပေါ်လို့သူ့ရဲ့အသက်တာကိုခရစ်တော်အတွက်ပေးဆက်ထားတာဖြစ်တဲ့အတွက်သူ့ရဲ့အသက်တာနောက်ဆုံးချိန်ရောက်သွားပြီ။တော့ဒါရစ်ကောင်မီးရှို့လိုက်ပြီဆိုလို့ရှိရင်နောက်ဆုံးချိန်ဖြစ်သွားပြီ။ဆိုတော့တမန်တော်ရှင်ပေါ်လို့ကအာအင်းဝင်လီဒရင်းစကားအတွက်ထောင်ချပြီးတော့မှသူ့ကိုတရားစီရင်မယ်။ဆိုဖြစ်နိုင်တာကတဲ့ဒီကောင်းဖြတ်ပြီးတော့မှတတ်မှာဖြစ်တဲ့အတွက်ကြောင့်မို့သူ့ ထွက်မှာပေါ့နော်ဒီလိုနေထားမျိုးကိုလည်းပြောတယ်နောက်ဆုံးသွေးသွင်းခြင်းပုံစံမျိုးကိုပြောပြထားတာလည်းဖြစ်တယ်ပြီးနောက်တစ်ချက်ကကြတော့တိမောသီလီကယူရဘာသာဂျူရယ်ဇန်ကိုနားလေတဲ့အတွက်ကြောင့်မလို့ဆိုတော့ဒီရစ်ပေါ်မှာလောင်းရတယ်ဆိုလို့စားတော့တမန်တော်ရှင်ပေါ်လို့ပြောချင်တဲ့အရာ तू ကရစ်ကောင်မဟုတ်လောင်းလိုက်တဲ့အရာဆိုလို့စားပြောချင်တာ လောင်းလိုက်တာပေါ့လောင်းလိုက်လေဆိုလို့ရှိရင်ဒါထွတ်မြောက်ရကျမ်းခန်းကြီး29ငွေ40မှာသူတငွေတကောင်ကိုပူဇော်သောအခါတန်လွင်သီးကိုထောင်း၍ရသောတန်လွင်စည်းသုံးလောကနဲ့ရောသောမုံညက်တော်မဲကို၎င်းသုံးလောင်းရာပူဇော်တကားဖို့စပြည့်သုံးလောကကို၎င်းသူတငွေနဲ့တူပူဇော်ရမည် ဆိုတော့တန်လွင်စီရေမုတ်ရေစပြည့်ရိုးပြီးတော့မှအဲ့ဒီရစ်ကောင်မှလောင်းလိုက်ရတာအဲ့ဒါကိုမီးရှို့လိုက်လို့ရှိရင်မှုေးတဲ့နံဖြစ်သွားတာဟုတ်တမန်တော်ရှင်ပေါ်လူပြိုးကျင်တဲ့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ရစ်ကောင်ကတော့ခရစ်တော်ပဲအလုံးတက္ကလောကရဲ့အပြစ်ကိုပူဇော်တဲ့ရစ်ကောင်ခရစ်တော်ခရစ်တော်ကအလုံးတက်လုတ်ပြီးလိုက်တယ်ဒါပေမဲ့ तू ကလည်း သူ့ရဲ့အသက်တာကိုခရစ်တော်တွေအကုန်လုံးဆက်ကပ်ထားတဲ့အခါမှာအဲ့ဒီရစ်ကောင်နဲ့တူတူသူ့ရဲ့အသက်တာတစ်ခုလုံးကိုပြီးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့ခရစ်တော်နဲ့တူပါသွားတဲ့ရစ်ကောင်နဲ့တူပါသွားတဲ့ခုနပြောတဲ့ဒီလောင်းလိုက်တဲ့အရာလေးဘောနော်ခုနဟိုအမွှေးနဲ့သားလေးပေါ့အဲနည်းနည်းမွှေးတဲ့အနဲ့သားလေးနဲ့ဒီစီရဲမုတ်ရဲပြောမှစပြည့်ရဲရိုးထားတဲ့အရာလေးကိုရစ်ကောင်နဲ့တူတူတွဲလောင်းလိုက်တယ်ဆိုပြီးဥစ္စာမျိုးပြောတာ ဲ့မဲ့ဒါကဘာကိုပြောလဲဆိုလို့ရှိရင်အဆုံးရစ်ကောင်ဆိုတာမီးရှို့လိုက်ပြီးပြီးဆိုလို့ရှိရင်ဒါအဆုံးတက်သွားတယ်ဆိုတဲ့ဥစ္စာလေးကိုတွေ့ရတယ်။နောက်ဒါလေးကိုဆင်ခြင်မိတာပါ။ပြီးတော့အာတောလေအကျန်ခန်းကြီး75တဲ့မှာလေပြောထားတဲ့အရာတခုရှိတယ်။ဒါကြတော့ဖရာသခင်ကတဲ့မင်းတို့ဒီခါနန်ပြည်ကိုရောက်သွားတဲ့အခါမှာမင်းတို့ရစ်ပူဇော်တဲ့အခါမှာဒီလိုလုပ်ပါဆိုပြီးတော့ တောလီယာကျန်ခန်းကြီး15ငွေ1ကနေ30လောက်မှာဒီအကြောင်းရလေးပါကျွန်တော်နောက်ကြလို့ရှင်ပြန်ပြီးတော့มาစင်ကျင်လို့ရပါတယ်ဟုတ်ပြီနောက်တစ်ခုကကျတော့စုတေးရတော့အချိန်ရောက်ပြီလို့သူကပြောတယ်သူကစုတေးရတယ်ဆိုတော့ဘာလဲဆိုလို့ရှင်သေတာကိုပြောတာပေါ့နော်ဒါစကလုံးလှလှလေးနဲ့ပြောတာတော်တမန်တော်ရှင်ဘောလူကသူသေတော့မယ်ဆိုတော့သူကိုယ်တိုင်ပြောတာအပြောတဲ့အချိန်မှာခုနပြောလို့ ရစ်ကောင်ကိုနောက်ဆုံးထိအဆုံးထိသူအာသူ့တက်တော်ပူဇော်ပြီးသွားပြီဆုတိပြီးသွားအခုကတော့ဆုတိရမယ့်ချိန်ရောက်သွားပြီလို့ဆိုတော့ဒီစာကိုတိမိုသေလေးဖတ်တဲ့ချိန်မှာဆိုလို့ရှိရင်တစ်ဖက်မှာလည်းဩငါရဲ့အသက်တာကလည်းငါရဲ့ဆရာလို့ငါရဲ့အကူကြီးလို့အာအာဆက်ကပ်ဖို့အတွက်ပြင်ဆင်ရမယ်ဆိုတဲ့အရာလေးကို စိတ်ထဲမှာဆင်ခြင်မဲ့ဆိုတော့တွေ့ရတာပြီးကျွန်တော်အကြောင်းအရာတစ်ခုကိုတွားပြီးတော့ဆင်ခြင်ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ဒီစီနီယာဆရာတွေကိုမဖြစ်ရမလဲဆိုလို့ရှိရင်ဟိုသူတို့ကချိန်မီရီးပေါ့နော်ဒါတမန်တော်ကြီးရှင်ပေါ်လို့ဆိုလို့ရှိရင်လေဒီလောကကြီးကထွက်သွားရမယ်အဲ့ဒီအချိန်မှာတိမောတီလီကကြံခဲ့ရမယ်ပေါ့အဲ့ပြီးတော့ကျွန်တော်ရဲ့စီနီယာဆရာတွေကလည်းခုနပြောလို့ချိန်မီရီးလောကကြီးကနေထွက်သွားနိုင်နေပြန်အဲ့လိုထွက်သွားတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ဒီပေါင်းတင်ဆက်ဆံရေးကအကောင်းနေရဲ့ဆိုလို့ရှိရင်ဆရာနဲ့တပည့်ပေါ့နော်ပေါင်းတင်ဆက်ဆံရေးကောင်းနေဖို့လိုတယ်လို့အရာလေးတစ်ခုကျွန်တော်မြင်မြင်မိတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တတိယရာလေးတစ်ခုရှိလို့ဆရာတယောက်ရဲ့ funeral မှာရောက်သွားတယ်အဲ့ဒီမှာအဲ့ဆရာရဲ့သူတို့ funeral program မှာပေါ့အော်ဒီဆရာကအသက်တာထဲမှာဘယ်လိုအမှုတော်ဆောင်ခဲ့တယ်ဆိုတဲ့အရာတွေပြောကြတာပေါ့နော်အဲ့အချိန်မှာအကုန်လုံးကဒီဆရာနဲ့ ိုတွဲဖက်ပြီးတော့မှမှုတော်လုပ်ငန်းထဲမှာသာသနာထဲမှာဘယ်လိုလုပ်ကင်ဆောင်ရွက်ခဲ့တယ်ဆိုတော့ပြောတယ်အဲ့ထဲမှာမှအဲ့ဆရာတပည့်အရင်လို့လည်းပြောလို့ရတယ်ဆိုတော့အဲ့ဆရာကိုယ်တိုင်ကလည်းသူ့ကိုအာသာသနာထဲမှာတွဲဖက်ပြီးတော့မှခေါ်သွားတဲ့အဲအရာကိုလည်းသူကရှင်းပြတယ်ပြီးတော့အဲ့ဟိုတက်တီခံတဲ့ဆရာလေးရပါတော့အဲ့သူကလည်းမှုတော်ဆောင်ဖြစ်နေပြီဆိုတော့အရှိုက်ကြီးတဲ့ငိုပြီးတော့မှဘာကိုပြောလဲဆိုတော့ကျွန်တော်ရဲ့ဆရာနဲ့ခုနဆုံးသွားတဲ့ဆရာနဲ့ ျွန်တော်ဗျာတဲ့စကားများတယ်ဒါကလေခုနပြောတဲ့ဟိုတာသနာနဲ့ပတ်သက်တဲ့ကိစ္စတခုမှပဲအခြေရင်စကားပြောပြကြတယ်ပြတော့တယောက်နဲ့တယောက်မခုံမပြောနိုင်ဖြစ်သွားတယ်ပေါ့ဒီမခုံမပြောနိုင်နဲ့အတော်တွင်းမှာဘုရားသခင်ကဒီဆရာကိုခေါ်သွားတယ်အဲ့မှာသူကရှိုက်ကြည့်နေငုံတာပြတော့ခုနပြောတဲ့အာဆရာကတော်တို့သူတောင်းဟိုတောင်းပြောပြထားတယ်ပေါ့နော်ပြောချင်တာ तू တောင်းပန်ထားတာလည်းဖြင်းဖြင်းပါဘို့ဒါမဲ့ तू ဒါလူရှိမှာနော် public ကြီးရှိမှာသူဒါကိုပြောပြီးမှသူရှိုက်ကြည့်တမင်ငိုတာကိုကျွန်တော်တွေ့ရတော့ကျွန်တော်ဘာကိုစင်ကြင်မိလဲဆိုတော့ဒီဆရာလေးကိုလေအာကိုချင်းဆရာအော်ကျွန်တော်တို့ကိုလမ်းပြသွန်သင်ခဲ့တဲ့ဆရာသမားတွေနဲ့ကျွန်တော်တို့ကအရင်အတိုက်ခံမလုပ်တာကောင်းမယ်ပြီးတော့အဲ့ဆရာသမားတွေကလည်းတမာတရားနှုတ်ကပတ်တော်နဲ့ညီတဲ့သူတွေပေါ့နော်တခါကြရင်လူဆိုတော့အားနေချက်တော်လေးရှိနိုင်မှာပါဆိုတော့အဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့ ကကျွန်တော်ဂျူနီယာတွေကဒီဆရာသမားတွေကိုအာ respect ထားရမယ်လေးစားပြီးတော့မှအသက်ရှင်ဖို့တော့လိုမယ်တန်ဖိုးထားရမယ်ဆိုအခုနောက်လို့အချိန်မျိုးမှဆိုလို့ရှိရင်တော့အဲ့ဒါကျွန်တော်တို့မကောင်းတော့ဘူးဆိုတာမျိုးဝန်းနေစရာဖြစ်တယ်ဒါကြုံလို့ပါနော်ဒီဖြစ်ပျက်လေးနဲ့ကြုံလို့တွေ့ရတယ်ဟိုတီတီအကြောင်းအရာလေးကိုဖတ်တဲ့အခါမှာတမန်တော်ကြီးရှင်ပေါလုနဲ့တိမောသေရဲ့ပေါင်းသင်းဆက်ဆံရေးကတော့ဒါမျိုးမဟုတ်ဘူးပေါ့နော်တကယ်ပဲ တမန်တော်ယေရှုဘောလူသည်တိမောသေအတွက်တကယ်ပဲကောင်းတဲ့ပုံသက်သေနဲ့အသက်ရှင်ပြသွားတဲ့ဆရာသမားတစ်ယောက်ဖြစ်တယ်သူတို့နှစ်ယောက်ရဲ့ပေါင်းသင်းဆက်ဆံရလည်းအရင်ကောင်းတဲ့ပေါင်းသင်းဆက်ဆံဖြစ်တယ်ဆိုတော့တွေ့ရတာပေါ့နော်ဒါကိုနားလည်ရတယ်အဲ့ပြီးတော့နောက်တစ်ချက်ကကြတော့ဘာပြောလဲဆိုလို့ရှိရင်အာနှစ်တိလေးခန်းငယ်ခုနှစ်မှာကောင်းစွာသောတိုက်လှန်ခြင်းကိုငါပြုပြီး ကောင်းစွာဆိုတာကောင်းကောင်းမွန်မွန်တိုက်ထုတ်တာတို့ကတိုက်လှန်လိုက်တယ်ဆိုတာကြတော့တဘောကကျွန်တော်တို့နေမည်တစ်ခုကိုသိမ်းလိုက်တယ်မြို့တစ်မြို့ကိုသိမ်းလိုက်တယ်နိုင်ငံတစ်နိုင်ငံကိုသိမ်းလိုက်တယ်သိမ်းထားတဲ့မြို့ပဲဖြစ်ဖြစ်ရွာပဲဖြစ်ဖြစ်တိုင်းပြည်ပဲဖြစ်ဖြစ်အဲ့ဒါကိုပြန်လာပြီးတော့မှတိုက်မဲ့သူတွေဘာပြန်လို့ရတာလဲဆိုလို့ရှိရင်ပြန်ကာကွယ်တာကိုပြောချင်တာ ဆိုဘာကိုပြောရှင်နေတာလဲဆိုလို့ရှိရင်ခရစ်တော်အဖြစ်ကျွန်တော်တို့ကအောင်မြင်တဲ့သူတွေဖြစ်သွားတယ်ခရစ်တော်ကပြောရင်ငါလန်ကီတမန်တရားအသက်ဖြစ်တယ်ပြောယေရှုခရစ်တော်ကိုကိုင်တယ်မရှိပြီးယုံကြည်လက်ခံတဲ့အခါမှာကျွန်တော်ရဲ့ဒီအသက်ဝိညာဉ်ထဲမှာတန်ရှင်သောဝိညာဉ်တော်ရှိတယ်ပြီးတော့မှအဲ့ဒီတန်ရှင်သောဝိညာဉ်တော်အဖြစ် ဖရဲသခင်ကကျွန်တော်တို့တမာတရားလမ်းထဲမှာတွေးဆောင်ပြီးတော့မှလမ်းပြပါကျွန်တော်အသက်တာပြောကျွန်တော်ပုံမှာထားတဲ့အကျင့်စီကိုအဲ့တမာတရားနဲ့ညီတက်ရှင်တက်ဖို့အတွက်သူကလမ်းပြပြေပြင်သွားတယ်ဆိုတာတွေ့ရတယ်အဲ့ဒီလိုလမ်းပြပြေပြင်ပြီးသွားနေတဲ့အရာကိုဆွေးချမဲ့အရာလာပြီးတော့မှတွေးဆောင်မဲ့အရာနှောက်ရှက်မဲ့အရာလမ်းချိုသွားစီမဲ့အရာတွေကိုကျွန်တော်ဘာပြန်လုပ်ရတာလဲဆိုလို့ရှိရင်ကာကွယ် ယက်တီရတာကိုပြောချင်တာဆိုတော့နားလေရတယ်။ဒါကြောင့် तू ကအဲ့ဒီလိုသူ့ရဲ့အသက်တာထဲမှာဖရဲသခင်ထားတဲ့ယူရီချစ်အကျင့်စီနဲ့နှုတ်ကပတ်တော်တမန်တရားဖြစ်တဲ့ဆိုတော့တဘာမျိုးသားလင်းစရာဆိုတဲ့ဂျူးမဟုတ်တဲ့တဘာအမျိုးသားတွေကိုအင်္ဂလိပ်ပြောပြီးတော့ခရစ်တော်ထံသို့ပို့ဆောင်တဲ့လုပ်ငန်းစဉ်ကြီးကိုသူဒီအဆုံးထိသွားတယ်လှုပ်ဆောင်တယ်ပြီးတော့မှခုနပြောတဲ့ဒီတမန်တရားအတွက်ကိုသူကရက်တီတဲ့သူ ဖြစ်သွားတယ်တိုက်လှန်တဲ့သူဖြစ်သွားတယ်ဆိုတဲ့ဥစ္စာကိုဒီမှာအာသူကပြောပြတာဖြစ်တယ်ဆိုတော့ကျွန်တော်တက်တာထဲမှာလည်းဒီနှုတ်ကပတ်တော်တမတရားကခရစ်တော်အဖြစ်ကျွန်တော်တက်တာထဲမှာလာပြီးတော့ပြည့်စုံတယ်ပြောချမ်းစာလည်းအကုန်လုံးပြီးသွားပြီ66ဆောင်ကလုံးဆိုတာကျွန်တော်တို့ဘယ်လိုအသက်ရှင်သွားလာရမလဲအဲ့ဒီနှုတ်ကပတ်တော်တမချမ်းစာပြမခရစ်တော်အဖြစ်ရရှိထားတဲ့အောင်မြင်ခြင်းကိုကျွန်တော်တို့ကဘာလို့ရမလဲဆိုလို့ရှိရင်ကာကွယ်ရဖို့လိုတယ် ရှုံကြည့်ခြင်းနဲ့ရက်တီးဖို့လိုတယ်ဆိုတဲ့ဥစ္စာလေးကိုဒီမှာတွေ့ရတာပေါ့ဒါကြောင့်ငါကောင်းစွာသောတိုက်လှမ်းခြင်းကိုငါပြုပြီးနောက်တစ်ချက်ကကြတော့ပြေးရသောလမ်းကိုအဆုံးတိုင်အောင်ပြေးပြီးဒီစကားကတော့ကျွန်တော်တကယ်ခွန်အားရတယ်တမန်တော်ရှင်ပေါ်လို့ကသူ့ရဲ့နောက်ဆုံးနေ့ရဲ့ကာလမာတော့ဘာလုပ်လဲဆိုလို့ရှိရင်ဖျားခန့်အပ်ထားတဲ့အရာအဆုံးတိသူရောက်သွားနိုင်တဲ့သူဖြစ်တယ်ဆိုတော့တွေ့ရတာပေါ့ เนาะအဆုံးထိသွားရဲဆိုတာအာလမ်းမှာအခက်အခဲတွေဒုက္ခတွေပြဿနာတွေဖြစ်မယ်ဒါပေမဲ့မဟုတ်ဘူးဖရာသခင်ငါကိုအာခန့်ထားတဲ့အရာဖရာသခင်ငါကိုခိုင်းထားတဲ့အလုပ်ပြီးပြီပြီးတဲ့အချိန်ကသွားတယ်ဆိုတော့ဒါပြီးရတဲ့လမ်းကိုအဆုံးတိုင်အောင်ပြီးတယ်ဆိုတာဒီသူပြောနိုင်တယ်ဆိုတော့ကျွန်တော်ဘာစဉ်းစားမိလဲဆိုလို့ရှိရင် တိမောသီကိုသူကတွန့်တင်နေတာဆိုတော့တိမောသီငါကတော့ငါလမ်းကိုငါဆုံးအောင်ပြီးခဲ့ပြီမင်းကကြံသေးတယ်မင်းကဆက်ပြေးရမယ်ဒီနေ့ကျွန်တော်တယောက်ချင်းစီတိုင်းအောင်လဲဒါကိုပြောတာကျွန်တော်တက်တာတည်းမှာဘုရားသခင်ကျွန်တော်ဘာဖြစ်စီချင်တာလဲဘုရားသခင်ကကျွန်တော်တို့ဘယ်နေရာမှာခန့်ထားတာလဲဘုရားသခင်ကျွန်တော်တို့ဘုံထားတဲ့အကျင့်စီကဘာလဲအဲ့ဒီအရာကိုကျွန်တော်တို့အဆုံးတိုင်အောင်ပြီးဖို့လိုတယ်ဘုရားသခင်ကျွန်တော်တို့ဘယ်နေရာမှာထားပြီးဘာကိုခန့်ထားပြီး ဖះကျွန်တော်တို့မှာဘာကြံစီရှိလဲဆိုတာတော့မသိရင်တော့အာဒါအာကျွန်တော်ပြန်လောက်ရအောင်မင်းဒါတို့တိချသိအောင်လို့ကျွန်တော်လောက်ရအောင်မင်းဆိုတော့တမန်တော်ကြီးရှင်ပေါ်လို့တော့သိရပြသူ့ရဲ့တက်တာတွေမှာဟုတ်တယ်လေဒါအာတမန်တက်မြုပ်သွားတဲ့လမ်းမှာနီးတဲ့ထွန်းတော့တဲ့လင်းနဲ့သူ့ခရစ်တော်ကပေါ်ပြရတော့အဲ့မှာသူမျက်လုံးကိုယ်သွားပြီးတော့မှတမန်တက်မြုပ်ရောက်သွားတဲ့အခါမှာတပည့်တော်ဒါ ွားပြီးတော့မှဆုတောင်းပေးတဲ့ကမ္ဘာတခါတည်းပြောပြတပါးမျိုးသားလင်းစရာအတွက်တပါးမျိုးသားတွေအတွက်အင်ဝင်ပြီးပြောပြီးခရစ်တော်ထံသို့ပို့ဆောင်မဲ့သူဖြစ်တယ်ဆိုတဲ့ဥစ္စာတော့တမန်တော်ဝတ္ထုထဲမှာအဲ့ဒီအကြောင်းသူအဆုံးထိဘုရားခိုင်းတော်လုတ်ပြီးပြည့်ရတော်လမ်းအောင်အဆုံးထိပြီးပြီဘုသူကြံသေးလဲဆိုလို့ရှိရင်တိမောသေးကြံသေးတယ်ဆက်ပြီးရမယ်အဲ့တော့မောရှိ ਉ လေဒီလိုပဲလေနော် မောရှိကလည်းခါနန်ပြည်ပို့ဖို့အတွက်ဣတိလလူမျိုးတွေနှစ်သန်းလောက်ခိုးဆောင်လာတော့ခါနန်ပြည်နားရောက်ခင်ဒီမှာယော်ရမ်မြစ်ဒီဘက်ချမ်းမှာမောရှိကိုဖျားသခင်ပြန်ရုပ်သိမ်းတော့တဲ့အခါမှာဒီမစ်ရှင်ကိုဘသူကဆက်ပြီးတော့ဆက်ပြီးတော့အကောင့်ထဲပို့ရမယ်ဆိုတော့ယောရှုကဆက်ပြီးတော့အကောင့်ထဲပို့ရတယ်ဆိုတော့တွေ့ရတယ်ဆိုတော့မောရှိကပြီးသွားပြီယောရှုကဆက်ပြီးတော့မှသွားတယ်တိမောသေကိုလည်းဒီလိုပုံစံမျိုးပဲ တမန်တော်ကြီးရှင်ဘောလိုကပြောတာငါတော့ငါအတွက်အဆုံးတင်ငါလောက်သွားပြီမင်းကြံသေးတယ်ဒီနေ့ကျွန်တော်တို့လည်းဒါဒါတကယ်အာမင်းနေတယ်မင်းကုန်ဖြစ်တယ်ကျွန်တော်တို့အသက်တာထဲမှာဒီဝိညာဉ်ရကောင်းဆောင်နေအဆုံးထိသွားပြီသူတို့ရဲ့နောက်ဆုံးနေ့ရဲ့ကာလတွေနောက်ဆုံးအဆုံးသက်အိမ်ပြန်မဲ့ကောင်းကင်ပြန်မဲ့အချိန်မှာသူတို့ကသူတို့လောက်ပြီးပြီဆိုပြီးတော့မှပြောနိုင်တယ်ကျွန်တော်တို့ကျွန်တော်ရဲ့နောက်ဆုံးနေ့ရမှာ ကျွန်တော်လှုပ်ပြီးပြီလို့ကျွန်တော်ပြောဖို့အဆင်သင့်ဖြစ်နေပြီလားဒါကိုကျွန်တော်ပြန်ပြီးစင်ကျင်ရမယ်အသက်တောင်ပြင်ဆင်ဖို့လိုအပ်တယ်ဆိုတာကိုတွေ့ရတယ်။သူနောက်ဆုံးချက်လေးရကြတော့ယုံကြည်ခြင်းတရားကိုလည်းဆောင်လျှောက်ပြီးဆိုတော့ဓမ္မနောကြီးရှင်ပေါ်လူတိမိုသီတို့အချင်းကာလာတော်ကတော့အာဒီကကတော့ဒီဂျူးတွေပေါ့နော်ဂျူးတွေ ਨੇ အဲဒါတော်တော်အတိုက်ခံလောက်ရတဲ့အခြေအနေမျိုးရှိတာ။ တော့ဂျူးတွေကသူတို့ခရိယန်တွေကိုမိဆာအဲလိုဂျူးဘာသာကိုဖြတ်တဲ့သူမိဆာယူဝါဒဆိုပြီးတော့မှယေရှုယုံတဲ့ခရိယန်တွေကိုဒီလိုသတ်မှတ်ကြတာပေါ့အဲ့ခါမှာတမန်တော်ကြီးရှင်ပေါလုကယေရှုခရစ်တော်ကကယ်တင်ရှင်ဂျူးတွေမျှော်နေတဲ့မေရှိယဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုသူ့သက်သေတဲ့အထိယုံကြည်ခြင်းနဲ့ယက်တီပြသွားတယ်ဆိုတာတွေ့ရတယ်ဆိုတော့ကျွန်တော်တို့လည်းကျွန်တော်တို့ရဲ့အသက်တာထဲမှာ ခရစ်တော်ကိုကျွန်တော်တို့ယုံကြည်တဲ့အရာတမန်တရားဆိုတဲ့ကျမ်းစာပေါ်မှာယက်တီယုံကြည်တဲ့အရာကျွန်တော်တို့ရဲ့ကျမ်းတဲ့မျိုးဆက်ကိုအဆုံးတိုင်အောင်ကျွန်တော်တို့ဒီယုံကြည်ခြင်းနဲ့တည်တည်ပြဖို့လိုတယ်ဆိုတာကိုတွေ့ရတာပေါ့ပြီးတော့ခုနပြောလို့ပေါ့နော်ဒီချက်၃ချက်လေးကကျွန်တော်တက်တာထဲမှာအရန်ဆင်ခြင်ရမယ့်အရာဖြစ်တယ်ဟိုနှုတ်ကပတ်တော်တမန်တရားအတွက်ကျွန်တော်တို့ရရှိထားတဲ့တမန်တရားနှုတ်ကပတ်တော်ကျွန်တော် အခြားအရာတွေဝင်လာတယ်ဆိုရင်ကျွန်တော်တိုက်လန့်ဖို့လိုတယ်ပြီးတော့မှကျွန်တော်တို့အသက်တာထဲမှာအဆုံးထိကျွန်တော်တို့ပြီးတဲ့သူတွေနော်အဆုံးရောက်တဲ့သူတွေဘုရားသခင်ကျွန်တော်ပေါ်ထားတဲ့အကျဉ်းစီကိုအကောင့်ထည့်ဖို့တဲ့သူတွေဖြစ်ကျွန်တော်တို့အသက်ရှင်ဖို့လိုတယ်နောက်ဆုံးယုံကြည်ခြင်းကိုလေကျွန်တော်တို့မျိုးဆက်ကိုပုံသက်တည်ပြတဲ့သူတွေဖြစ်ဒီနှုတ်ဘတ်တော်ကတွားဖို့အတွက်သက်တည်ထူထားတာပေါ့ ဆိုတော့ဒါလေးကိုခွန်အားပေးခြင်းပါတယ်အားလုံးပုံအဖျားခင်တာဝန်ကြီးပြပါစေ